သုံးလခံကိုဝန်တားဆီးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်တွေကိုသိကျင်တယ်ဆိုလို့ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကသုံးလခံကိုဝန်တားဆီးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်တွေသိတဲ့အချက်တွေကိုရွေးပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့သုံးလခံကိုဝန်တားဆီးဆိုတာကအမျိုးသမီးတော်တော်များများကိုဝန်တားဖို့အတွက်သုံးကြတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုဝန်တားတဲ့နေရာ အများကြီးရှိတယ်။အဲ့ဒီမှာဒီနီလန်းကအသုံးများတဲ့အထက်မှာပါဝင်ပါတယ်။အဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူကဈေးတက်တာတယ်။နောက်တစ်ခုကစီးတစ်ခါထိုးထားလို့ရှင်အကျန်းအဖြစ်၃လလောက်ဒီတရှိခံနေပေါ့နော်။အဲ့တော့ဒီ၃လအတွင်းမှာအလုံးမရှုပ်တော့။အဲ့တော့အမျိုးသမီးတော်တော်များကြိုက်ကြတယ်။အဲ့ဒီခါမှာဆိုလို့ရှင်ဒီဈေးထိုးရမယ်ဆိုတာနဲ့ဒါတိတိနဲ့အချက်တွေလည်းရှိတယ်။အဲ့တော့ကျွန်တော်ကအဲ့ဒါကိုဒီနေ့မှာပြပြပေးသားမှာဖြစ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုလို့ရှင်တော့တကယ် ဒီ၃လခန့်ကွန်တာစင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အများကြီးပြောလို့ရတယ်ဒီထဲမှာကျွန်တော်ကအရေးကြီးတဲ့အချက်တွေတည်ထောင်ချက်တွေကိုရွေးပြီးတော့ပြပြပေးသားမှာဖြစ်ပါတယ်အဲ့တော့ပရမတ်လို့ချက်နေတဲ့ကကြတော့ဒီ၃လခန့်ကွန်တာစင်းကိုထိုးမယ်ဆိုလို့ရှိရင်အတူမနေခင်မှာကြိုပြီးတော့ထိုးရတာဖြစ်ပါတယ်အတူနေပြီးမှထိုးလို့မရပါဘူးအတူနေပြီးမှထိုးမယ်ဆိုလို့ရှိရင်ဘာမှမထူပါဘူးဘာဖြစ်လို့လဲဆိုတော့၃လခန့်ကွန်တာစင်းကချက်ချင်းအလုံးမလုံးဘူးသူက တပတ်ပြည့်မှလုံလောက်တာဖြစ်ပါတယ်။အဲ့တော့တပတ်ပြည့်မှကိုဝုံကိုတားဆီးနိုင်တာကာကွယ်နိုင်တာဖြစ်ပါတယ်။အဲ့တော့ကိုကကြိုပြီးတော့ထိုးထားတာမဟုတ်ဘူး။အတူနေပြီးမှဒီ၃လခန့်ကိုတားဆီးကိုထိုးမယ်ဆိုလို့ရှိရင်ဘာမှမထူပါဘူး။နောက်ပြီးတော့ तू ကဒီစပြီးတော့ထိုးမယ်ဆိုလို့ရှိရင်အခုမှစပြီးတော့ထိုးမယ်ဆိုလို့ရှိရင်တပတ်တိတိကျွန်တော်တို့ရှောင်မှုလိုအပ်ပါတယ်။နော်အတူနေရအောင်ရှောင်မှုလိုအပ်ပါတယ်။ တို့မဟုတ်ကိုကမရှောင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီတပတ်အတွင်းမှာခလေးမရအောင်လို့ကွန်ဒွန်သုံးသင့်ပါတယ်ဒါကလည်းရှိမှကျွန်တော်ပြောခဲ့သလိုပဲ तू ကတပတ်ပြည့်မှအာနိသင်ရတာဖြစ်ပါတယ်ဒါကပထမအဆုံးထိုးမဲ့လူတွေအတွက်ဖြစ်ပါတယ်ပုံမှန်ထိုးနေကြလူတွေကတော့ပြဿနာမရှိဘူး तू ရက်ပြစ်လို့ရှိရင်စီးသွားထိုးလိုက်ရုံပဲပုံမှန်ဂျားထဲမှာကွန်ဒွန်မပါဘဲနဲ့အတူနေလို့ရပါတယ်ဒါကတော့ပုံမှန်ဒါထိုးနေကြလူတွေအတွက်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီချက်ကို ီးသွားလာပြီလို့ထင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အတူမနေခင်မှာတပတ်တိတိကြိုပြီးတော့ထိုးရတာဖြစ်ပါတယ်တပတ်ကြော်မှာအတူနေလို့ရပါတယ်ပုံမှန်ထိုးနေကြလူတွေကပုံမှန်ထိုးရလို့ရပါတယ်ဘာမှလုံးစရာမလိုပါဘူးနောက်တစ်ခုကကြတော့ဒီဆေးကတင်မအောင်ထိုးရစေဖြစ်ပါတယ်အသားဆေးဖြစ်ပါတယ်အဲ့တော့ဆေးထိုးပြီးလို့ရှိရင်ဒီဆေးကိုမချေရပါဘူးနော်အဲ့တော့ကိုကဆေးကိုဆေးကတော့ပြရတယ်တင်မအောင်အသားဆေးထိုးတယ်အများအားဖြင့်အဆောင်တွေကခြေခိုင်းတတ်တယ်ဒါပေမဲ့ ဒီ၃လခံကွန်တားစီကိုထိုးပြီးတဲ့အချိန်မှာမချေရပါဘူး။ဒါလေးကိုသိထားစေချင်ပါတယ်။အတခါတလေတော့ချေရတာမျိုးရှိတယ်။ဘယ်ခါမျိုးချေရလဲဆိုလို့ရှိရင်မိရဲ့ယောဂာရီနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ဒါကတော့ဆရာဝန်တွေကပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့မှာမိရဲ့ယောဂာတစ်ခုခုရှိနေပြီဆိုလို့ရှိရင်ဥမာအဖြစ်အလုံးကျိတ်ထုခုဖြစ်နေပြီဆိုလို့ရှိရင်တခါတလေမှာအိုဂျီဆရာဝန်ကြီးတွေက၃လခံကွန်တားစီကိုထိုးခိုင်းနိုင်မျိုးရှိတယ်။ပြီးလို့ရှိရင်ခြေခိုင်းတတ်တယ် ဒါကတစ်ပိုင်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကတော့ကိုယ်တားဖို့အတွက်ကဈေးကိုမချေရပါဘူး။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကကြတော့ဒီ3လခန့်ကိုယ်တားဈေးကိုတခြားဈေးတွေနဲ့ရောပြီးတော့မထိုးပါနဲ့။ဘာဖြစ်လို့လဲဆိုတော့တချို့သောအမျိုးသမီးတွေကအားဈေးနဲ့ရောပြီးတော့ထိုးရဲဆိုတာရှိတယ်။အဲ့တော့အထူးသဖြင့်ဗီတာမင် B12 နဲ့ရောပြီးတော့ထိုးတာဖြစ်ပါတယ်။အဲ့တော့တချို့တော့သိမယ်ထင်ပါတယ်။အဲ့တော့ဈေးအရောင်လေးကဒီထိုးဈေးပေါ့နော်။ဘာအရောင်လေးလဲဆိုလို့ရှိရင်ခရမ်းပေါ့နော်။ခရမ်း တို့ကပန်းရောင်ပေါ့အဲ့လိုရောလေးပေါ့အဲ့လိုအရာဖြစ်ပါတယ်အဲ့တော့တချို့တွေကအဲ့လိုမျိုးသုံးလခန့်ကိုယ်ဝန်တားဆီးကိုဗီတာမင် B12 တွေနဲ့ရောပြီးတော့ဖိုးတတ်ပါတယ်အဲ့ဒါကဘာအတွက်ပြဿနာရှိနိုင်လဲဆိုလို့ရှင်ဆေးကပုံမှန်ဆိုလို့ရှင် သုံးလခန့်ကိုယ်ဝန်တားဆီးကသူ့ဟာသူတီးသန့်ထုတ်လာတာဖြစ်ပါတယ်အဲ့ဒါကိုရောပြီးတော့ထိုးမယ်ဆိုလို့ရှင်လိုလားအတဲ့ပြဿနာတွေဖြစ်တဲ့ဆေးမတက်ရဖြစ်နိုင်တယ်နောက်တစ်ခုကဆေးကိုစုပ်ယူတဲ့နေရာမှာအဟန့်တာဖြစ်နိုင်တယ်အဲ့တော့ ကိုယ်ဝန်တားနိုင်ဆိုရင်ကြပြီးတော့အခက်မသိရင်ခလေးရသွားနိုင်ပါတယ်အဲဒါကြောင့်မလို့ကိုယ်ဝန်တားသေးကိုထိုးရမယ်ဆိုလို့ရှိရင်အားစင်းနဲ့ရောပြီးတော့မထိုးပါနဲ့ဟုတ်ပြီအဲ့တော့ကိုကဆေးကိုပထမဆုံးကြီးစပြီးတော့ထိုးလိုက်ပြီအဲ့တော့ဗီဒီယိုဆိုးကျိုးတွေဖြစ်လာပြီအဲ့တော့အားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုတက်တက်တပုတ်ပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုဆိုးကျိုးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အတချို့သောအမျိုးသမီးတွေမကြိုက်တာဘာဖြစ်လဲဆိုလို့ရှိရင်ယာတီလုံးဝပျောက်သွားတာပဲဖြစ်ပါတယ် ဲ့တော့၃လောက်ကန်ကွန်တာစီထိုးတော့မယ်ဆိုလို့ရှိရင်သိထားတဲ့အချက်ကယာဒီမလာတော့တာမျိုးဖြစ်တတ်ပါတယ်။ဒါကပုံမှန်ဖြစ်ပါတယ်။ကြောက်စရာမလိုပါဘူး။ဒါကိုသိထားဖို့လိုအပ်ပါတယ်။ဒါပေမဲ့တချို့အမျိုးသမီးတွေကြတော့ဒီစပြီးတော့ထိုးတဲ့အလုံးမှာမဖြစ်တတ်လဲဆိုလို့ရှိရင်ယာဒီပျောက်သွားတာမျိုးမဟုတ်ပဲနဲ့သွေးခဏခဏဆင်းပြီးတော့ယာဒီလာတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီအတွက်လည်းစိတ်မပူပါနဲ့။အဲ့ဒါကအချိန်တစ်ခုရောက်သွားတဲ့အခါမှာယာဒီလုံးဝ ရက်သွားတာမျိုးဖြစ်တတ်ပါတယ်တကယ်လို့ကိုကအဲ့လိုမျိုးခဏခဏသွေးဆင်းနေပြီနောက်တစ်ခုကရက်လက်ကျလာပြီဆိုလို့ရှင်တော့ဆရာအောင်နဲ့ပြန်ပြီးတော့ပြတင်ပါတယ်အဲ့တော့ကိုကသွေးအားနည်းနေလားသွေးအားလည်းလက္ခဏာတွေပြနေလားတခြားယောဂါကြောင့်လည်းဖြစ်နေမလားဆိုပြီးတော့ဆရာအောင်ကဆုံးဖြတ်မှဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေမှ၃လခန့်ပုံတားစေကြမဟုတ်ပဲနဲ့ကိုယ့်ရဲ့ယောဂအခန့်တစ်ခုခုကြောင့်သွေးခဏခဏဆင်းနေရမျိုးလည်းရှိတတ်တယ်အဲ့ဒါကိုသိရှိဖို့အတွက်ပဲဖြစ်ပါတယ်เนาะအဲ့တော့ ဒီချက်ကိုလည်းသိသွားလာပြီလို့ထင်ပါတယ်။ဟုတ်ပြီနောက်တစ်အချက်ကမရှိလဲဆိုလို့ရှင်ကိုကတော်လောက်ခံကွန်တားစေးကိုထိုးရမယ့်ရက်ကိုမိတ်သွားတယ်ကြော်သွားတယ်အဲ့တော့၂ရက်၃ရက်ကြော်သွားတယ်ပြဿနာမရှိပါဘူးအဲ့တော့၄၅ရက်ပြဿနာမရှိသေးဘူးဒါပေမဲ့ဘယ်အချိန်မှပြဿနာရှိသွားပြီလဲဆိုလို့ရှင်ဆရာဝန်သို့မဟုတ်ဆရာမကပေးထားတဲ့ရက်ထက်ကိုနှစ်ပတ်ကြော်သွားပြီဆိုလို့ရှင်ပြဿနာရှိပါတယ်အဲ့တော့တိတိကျကျပြောမယ်ဆိုရင် ပေးထားတဲ့ရက်ကနေပြီးတော့နှစ်ပတ်အတွင်းကပြဿနာမရှိတတ်ဘူး။အဲ့တော့ကိုကထိုးရမယ့်ရက်ကိုနှစ်ပတ်ကြော်သွားပြီဆိုလို့ရှိရင်ပြဿနာရှိပြီ။အဥပမာအဖြစ်အကိုကထိုးရမယ့်ရက်ကတရက်နေ့မှာပြည့်သွားတယ်။အဲ့ဒါဆိုလို့ရှိရင်တရက်နေ့မှာပြည့်သွားတဲ့ဟာကိုကျွန်တော်ကနှစ်ပတ်အတွင်းဆိုတော့၄ရက်၅ရက်ဒီလိုမျိုးရက်တွေမှာပြဿနာမရှိဘူး။အဲ့လိုမဟုတ်ဘဲနဲ့တရက်နေ့မှာရက်ပြည့်သွားတဲ့ဟာက29ရက်နေ့မှာဖြစ်နေခဲ့မှာဆိုလို့ရှိရင်ပြဿနာရှိပါတယ်။အဲ့တော့အဲ့ဒါကိုကျွန်တော်အသေးစိတ်တော့ရှင်းပြခြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ3လခံကွန်တာဈေးက3လဆိုပေမဲ့သူအာနိသင်ကနည်းနည်းရှိနေသေးတယ်အဲ့တော့တရက်နဲ့ကျော်တာပြဿနာမရှိဘူးအာနိသင်အပြည့်ရှိတယ်ဒါပေမဲ့နှစ်ပတ်ကျော်သွားပြီဆိုလို့ရှိရင်အာနိသင်မရှိတော့အားကြောင့်မလို့ခလေးရသွားနိုင်ပါတယ်အားကြောင့်မလို့ကိုကထိုးမရက်ထက်ကိုနှစ်ပတ်ကျော်သွားပြီဆိုလို့ရှိရင်ဆရာအောင်နဲ့တေချာတိုင်ပင်မှာတေချာတိုင်ပင်ပြီးတော့ဘာရင်တော့မလဲဆိုတာကိုဆွေးနွေးဖို့လိုအပ်ပါတယ်အဲ့တော့ကိုက တရနေ့ကကြော်သွားတယ်ဆိုလို့ရှိရင်ဘာမှလုပ်ရမှာမလို့အမျိုးသားနဲ့လည်းအတူနေလို့ရတယ်ရက်လည်းရှောင်ရှားမလို့ဘူးဒါပေမဲ့ဆေးတော့ထပ်ပြီးတော့ထိုးရဖို့လိုအပ်တယ်တရနေ့ကပဲကြော်တာဖြစ်တဲ့အတွက်ကြောင့်ဘာမှရှောင်ရှားမလို့ပဲနဲ့ဆေးထိုးပြရနဲ့ချက်ချင်းအတူနေလို့ရတယ်ဒါပေမဲ့ထိုးရမယ့်ရက်ထက်ကိုကျွန်တော်ကနှစ်ပတ်ကြော်သွားတယ်တရနေ့မှာထိုးရမယ့်ဟာက29ရက်နေ့မှာမှထိုးပြီးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆေးဒီအစားကပြန်ထိုးလိုက်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒါကြောင့်မို့လို့မျိုးသားနဲ့ တပတ်တိတိထပ်ပြီးတော့ရှောင်ဖို့လိုအပ်ပါပဲဒါမှမဟုတ်ဒီတပတ်အတွင်းမှာကွန်ဒွန်သုံးဖို့လိုအပ်ပါတယ်တကယ်လို့များကိုကဂျားထဲမှာနေခဲ့တာမျိုးရှိမယ်ဥမာအဖြစ်အဲကိုက23ရက်နေ့လောက်မှာအတူနေခဲ့တာမျိုးရှိမယ်သို့မဟုတ်အဲ26ရက်28ရက်နေ့လောက်မှာအတူနေခဲ့တာမျိုးရှိမယ်ဆိုလို့ရှိရင်အဲ့ဒါဒီအခက်မသိရင်ခလေးရတောင်ရနိုင်တယ်အဲ့အတွက်လည်းဆရာဝန်ကိုတိကျရှင်းပြပြီးတော့အရေးပေါ်တားစေတောက်ဖို့လိုမလိုကိုဖေချာမင်းညာတင်ပါတယ် ော့ဒီချက်ကိုလည်းသိသွားလောက်ပြီလို့ထင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီစေးတွေနဲ့ပတ်သက်ပြီးတော့ဒီ၃လခန့်ကိုတားစင်းနဲ့ပတ်သက်ပြီးတော့ဘေးအတွက်ဆုံးရှုံးတွေဘယ်လိုရှိလဲဆိုတာကိုလည်းဗီဒီယိုတက်တက်တပုံဒီမိတော့မှာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုသိသွားလောက်ပြီဆိုလို့ရှိရင်ကိုတော်တော်လေးအဆင်ပြေနေပြီလို့ပြောလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးရတဲ့လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုသိကြတာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်